။ Episode 8လေးရဲ့ဆောင်းမှာတော့ကိုပြဲတောင်းခံဆီယမဒေစီကိုရွှေလာသွားတွေ့ခဲ့ပြီးကိုပြဲတောင်းအမဲစီးစင်းတွေကိုဒေစီကပေးခဲ့တာမလားလို့မေးတော့ဒေစီလည်းစိတ်တော်သားကရွှေလာကိုဖမ်းမလို့ပဲလက်ပြန်ခဲ့ပါတယ်။ရွှေလာကလည်းအသေးအတန်ခဲမှန်ပြီးလိုက်ပြောကအစုံတယောက်ကခိုင်းတာလားလို့မေးပေမဲ့မပြောတာကြောင့်ရွှေလာလည်းဒေစီလက်တဲ့သူ့ဖုန်းနဲ့မတ်ကိုတင်းထက်ကမြင်ပြလာလိုက်ပါတယ်။နောက်တနေ့မနက်သတင်းမှာတော့ဒေစီတေချောင်းချံကတိုက်ပေါ်ကခုန်ကြပြီးတေသွားတဲ့သတင်းကတက်လာခဲ့ပါတယ်။ဒီနေ့မှာတော့ဒေစီကသူ့ရဲ့လူနာတယောက်ထွက်ပြေးသွားတာကြောင့်တာဝန်ပေါ်ဆမှုရဲ့နဲ့စူဇွဲခံရကစေးပွီစီမှုရဲ့ရှေ့နေရာကြောင့်တက်တည်သွားတယ်လို့ဖော်ပြထားပါတယ်။ရွှေလာကတော့ဒေစီတက်တည်သွားတဲ့မူခင်းနေရာကိုရောက်လာပြီးတက်တည်ရ မဖြစ်နိုင်ကြောင်းသူစိတ်ကထင်နေပေမဲ့တက်တဲ့မရှိတာကြောင့်ကိုကိုကတက်တဲ့မှုနဲ့အမှုပိတ်လိုက်ရတော့မလို့ဖြစ်နေခဲ့ပါတယ်။ရေစီရဲ့မျိုးတွေကလည်းတက်တဲ့မှုဖြစ်လို့လောင်ခွဲစိဖို့ညင်းနေခဲ့ကတက်တဲ့ကရဖို့ပုံမှန်တဲ့ခက်ခဲသွားခဲ့ပါတယ်။ရွှေလာကလည်းဒေစီတော့တိုက်ကန် CCTV မှတန်းတွေကိုလိုက်တောင်းပြီးပြန်လာခဲ့ပါတယ်။ကြကြော်ဆိုင်မှာတော့အမိုက်ပြင်းမလို့လုံးနေတဲ့ခါကျော်စီကာကာဆိုတဲ့ကောင်မလေးကလာတွေ့ကနဲ့ရောက်တာတရုတ်စားသောက်ဆိုင်ကိုသွားပြီးတည်တံ့စကားပြောခဲ့ပါတယ်။မိနာရဲ့ကိုချင်းရဲ့ပင်မင်းဆိုင်တတိယစကားပြောနေတဲ့ခန့်ကျော်ကိုကြည့်ကဘာပြောနေမလဲဆိုပြီးသိချင်နေခဲ့ပါတယ်။ညကတော့တဝင်းတော်နေပြီးဒါရောရိမ်းမြဲကိုချင်းကတီးလို့ငြိမ့်နေပေမဲ့ရိမ်းပြန်အကောင်မမြင်တဲ့ပင်မင်းဆိုင်ဘိုးတော်ကတော့မိကြီးစားဆက်ဆံရေးလို့ထင်နေ ခဲ့ပါတယ်။မိနာလည်းအတွေ့အလုံနေနဲ့ပဲအိမ်ပြန်သွားခဲ့ပါတယ်။ကဲတော့ကာ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 ဖြစ်နေလို့ကုညီလာတန်းလာဖြစ်ပြီးကန်ကျော်ကိုဖိုင်ချုပ်ပေးလိုက်ကကန်ကျော်ကလည်းကုညီဖို့သဘောတူလိုက်ပါတယ်။ကာကာကဂျင်တခုမှလုံးလုံးနေရဖြစ်ပြီးအလုံးမှလူပါတာကြောင့်သူတို့ဂျင်ကိုလာဖို့လက်ကမ်းစာဆောင်တွေဝင်နေခဲ့ကဒါကိုကန်ကျော်ကလည်းအားတက်တရောနဲ့စာဆောင်တွေလိုက်ကိုဝင်နေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနေငယ်တုန်းကကာကာတို့ဈေးတယ်တွေနဲ့လုပ်ငန်းကြီးတခုပုတ်တိုက်မှုဖြစ်တော့ကျော်ကျေးပေးတောင်းယူဖို့ကာကာနဲ့တကွာဈေးတယ်တွေလုပ်ငန်းကြီးကိုဆန္ဒပြနေခဲ့ကကန်ကျော်ကတော့လုပ်ငန်းကြီးကရှိနေတယောက်ဖြစ်ခဲ့ပါတယ်။ဈေးတယ်တွေအမှုနိုင်မှုချက်နှဲနေပေမဲ့ပြည်ပိုင်ဘက်ကကန်ကျော်ကလည်းကာကာကိုအားပေးခဲ့ပါတယ်။အခုလဲကာကာဂျင်မ လုံးလုံးနေပေမဲ့ရင်ကတတိကအလောက်ခန်းစာချုပ်ကိုလိန်ထားပြီးဒါကိုတေချာမတိမရဲ့ခါခါကလုံးလုံးနေပေမဲ့လာစာမရပဲခြေနေနဲ့ကြုံနေရကကျောင်းကလည်းထိုင်နေတဲ့ဘေးနေခဲ့ပြီးဒါကိုရုတ်တရက်မြင်သွားတဲ့မိနာကတော့အမြင်တော်တော်ကန့်နေခဲ့ပါတယ်ရုပ်စာတော့ဆိုင်မှာတော့ဆိုင်တတိရဲ့ကိုရှင်းရဲ့ဘိုးတော်ရဲ့အဲဒီကခန်ကျော်စီလာတဲ့ကော်မလီနဲ့ခန်ကျော်ကဘလို့ဆက်ဆိုင်မျိုးလဲဖြစ်နေပြီးအတင်းတုံနေကြပါတယ်ခဏနေတော့ကိုရှင်းစီကိုကရောက်လာခဲ့ပြီးလွန်ခဲ့တဲ့ရက်ကခန်ကျော်ရဲ့ဖန်ကောက်ထဲကိုဒေါ်လာ1မီလီယံဝင်လာတဲ့အကြောင်းပြောလိုက်ပြီးကိုပြဲကလည်းဘလို့လုံးတယ်လို့လို့ပတ်စံနေဝင်နေရလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်ကာကာကရှင်းနေတယောက်နဲ့သွားတွေ့တဲ့အကြောင်းဂျင်းကလုံးဖို့ကင်မက်တွေကတိကအကုန်လုံးကလည်းလာစာမရပေမဲ့လည်းရ င်းနေတဲ့အတိုင်းပဲမိတရားစွဲဖို့လုပ်နေတဲ့ခါကောင်မလုပ်ဖို့ပြောကနေကြဆူလိုက်မယ်ဆိုပြီးတာနေရပါတယ်ခံကြောလက်ကျင်တဲ့နဲ့သွားတိပင်မှာတရေကခီးသွားနေရကြတရေရဲ့ရှင်းနေဖြစ်သူနဲ့ပဲတွေးခဲကစကားထိုင်ပြောနေကြပါတယ်တကယ်တော့ DPG လုံငန်းရှင်းနေတဲ့ခံကြောတို့ကရာဇဝင်နေရှိပြီးငိုကလေးကမတဲကြကအခုလည်းဝန်ထမ်းတွေကိုလာစာမပေးလို့ခံကြောကလာပြောတော့ PG ရှင်းနေကလည်းအလုံးဝင်ကလေးကစကြုပ်တိချာမဖက်လို့ဒီလိုငွေကြေးပြဿနာတက်ရတာဆိုပြီးပြန်ထောက်က PG ကစာချုပ်ဟာကွက်တွေနဲ့လုံသမားရေပေါ်ကောင်းပုံဖြတ်နေခဲ့ပါတယ်ခံကြောလက်ဒီမှုကိုတငငယ်ချင်းဖြစ်သူရှင်းနေတရားကိုကူညီဖို့တောင်းဆိုနေပြီးဒုက္ခတော်ရဲ့လုံငန်းဘက်ကဟာကွက်တွေကိုတက်တည်ရလို့ရညာဆိုပြီးစူးစမ်းစားချပွင့်နေခဲ့ပါတယ်နောက်ရောက်တော့ကိုရှင် င်းရဆိုင်ကိုတောင်းရီဦးဆောင်တဲ့ဒန်စလာတအုပ်ကကြက်ကြော်လာစားခဲ့ပြီးတောင်းရီကတော့ကိုရင်းကိုညီခဲ့လို့လူတလုံးသူတလုံးပေါ်လာခဲ့တာကြောင့်အခုကိုရှင်းကကိုညီတောင်းလို့အပြေးလွှာရောက်လာကြောင်းပြောကကျေးဇူးဆက်ဖို့အဆင်သင့်မယ်လို့ပြောလိုက်ပါတယ်ဒန်စလာရဲ့ပြန်မဲ့ချိန်ရောက်တော့ခန်ကျော်ကဆိုင်နာရောက်လာပြီးချောင်းချင်းနေခဲ့ကကိုရှင်းကပေါ်ပြရဲ့ဓာတ်ရိုက်ရှာပေးဖို့ပြောနေကြကြားလိုက်ကအခုထဲပြောင်းလဲခန်ကျော်ကဒီအကြောင်းပြပြောနေခဲ့ပါတယ်ခန်ကျော်ကမီနာအမြင်လို့မိတ်ဆက်ပေမဲ့မီနာအဖက်တာမလို့ပဲသူ့ကိုချောင်းပြင်းနေလို့ခန်ကျော်လည်းဝင်နေခဲ့ပါတယ်ကိုရှင်းကလည်းခန်ကျော်နဲ့ရှိနေတဲ့ကော်မလေးအကြောင်းပြီးတော့ခန်ကျော်ကကော်မလေးရကကဖြစ်ပြီးကကနဲ့လုံခဲ့တဲ့နေ့နေငယ်တုန်းကခန်ကျော်တို့ဘလို့တွေးဆောင်ခဲ့ကြောင်းပြပြောပြနေပြီးခုကကကအိမ်မရှိပဲခြင်း င်မအိယာကြောင့်လည်းလာစာများပဲလုပ်ငန်းကခေါင်းပုံဖျက်တာကြောင့်ကိုရှင်းအောင်ပြောပြကအရင်မှုတုန်းကမကူညီနိုင်ခဲ့တာကြောင့်အခုတော့ကိုညီမာလို့ကိုရှင်းအောင်ခံကြောကကြီးရက်ရှိစွာပြောပြနေခဲ့ပါတယ်။ခံကြောကကိုညီတောင်းလို့ကိုရှင်းကဘောလာနှကောင်ခေါ်ပြီးကာကာချင်းမှသွားဆော့ဖို့လှုပ်လိုက်ပါတယ်။တရုတ်သားသောတိုင်ပါရှိတဲ့တရုတ်ကြီးနဲ့မင်းဆိုင်တတိတို့ကတော့ကျင်းစော့နေတော့ခံကြောနဲ့ကိုရှင်းကအသင်္ကာဘွေရတက်တဲ့တွေကိုလိုက်စုဆောင်နေခဲ့ပါတယ်။ကိုရှင်းချတာရဲ့တက်တဲ့အရာဆိုရင်ထရိနာချင်းချင်းပတ်ဆက်လိုက်နာတာကိုတွေးလိုက်ရပြီးကာကာကတော့ဘာမှမသိပဲကျောင်းတငယ်လေးဖြစ်နေခဲ့ပါတယ်။တရုတ်ကြီးပင်မင်းတတိကတော့ကျင်းတရက်လောက်သွားဆော့လိုက်တာအောက်ပိုင်းကတေးချင်းစလို့ဖြစ်နေခဲ့ပြီးလမ်းအောင်မင်းရှောက်ယူနေရပါတယ်။ခံကြောကတော့သူ့ကိုရှောင်နေတဲ့မ ီနာကိုအတင်းစကားသွားပြောကတက်ပြီးဖမ်းမလို့ပြန်လို့မိမတီရဲ့သဘောဝအတိုင်းဘာအလုံးမကြမှန်ခံကြောတရားနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ရုပ်စားတော့ဆိုင်မှာတော့ပင်မင်းသတင်းရဲ့ဘိုးတော်တို့ကတိုက်ပွဲချနေကြပါတယ်။ကိုချင်းကကိုညီတောင်းတဲ့အတိုင်းတောင်းရင်ကဆန်ဆိုင်မှုကြောင်းောင်းနေရာကိုဝယ်ပေးခဲ့ပြီးမူကြောင်းောင်းဆွပစ်ထားတာတွေကိုရှင်းရမှာတော်တော်များနေခဲ့ကအရေးလောက်ဖို့လည်းပလန်ဆွဲနေကြပါတယ်။ကိုချင်းကလည်းကိုပြဲလက်ထဲမရောက်ခဲ့ကိုရင်ဖမ်းမရမယ်ဆိုပြီးတောင်းရင်ကိုပြောပြနေခဲ့ပါတယ်။အလက်စားတဲ့ဂိုလောင်တစ်လုံးပါဝယ်ပေးဖို့တောင်းရင်ကိုပြောလိုက်ပါတယ်။မိနာရဲ့ညီမလေးမူလာတန်းရွယ်ရဲစုံကသူ့ဘဲနဲ့လက်တွဲကအိမ်တူပြန်နေကြပြီးရဲစုံရဲ့ဘဲပေါက်စားကလည်းဘဲမရှိရဲ့မိနာကိုလောင်လိုက်ပါသေးတယ်။ခံကြောက လည်းမီနာသူ့ကိုရှောင်နေတဲ့အကြောင်းကိုရှင်းအောင်ပြောပြလိုက်ပြီးရှင်းကတော့လိုက်ချော့ဖို့မူတည်ပေးလိုက်ပါတယ်။မီနာနဲ့ရေစွန်းတို့စတိုးဆိုင်မှာမုတ်စားနေတော့ခံကျော်ကရောက်လာခဲ့ကဘာလာလောက်တာလဲလို့မေးတော့ခံကျော်ကမျက်နှာလေးတွေ့ချင်လို့လာတာလို့ပြောလိုက်ပြီးချုပ်လိုက်ကမီနာလည်းပြေးတရားဖြစ်နေခဲ့ပါတယ်။ပြေးရှင်ရှင်းနေကလည်းခံကျော်ကိုတရင်ပေးရကာကာဆိုတာသိသွားပြီးဂျင်းမန်နေဂျာကိုဖုံးစပ်ပြီးကာကာကိုရှင်းဖို့ခိုင်တွေခိုင်လိုက်ပါတယ်။ကာကာကတော့အလုပ်ကြိုးစားနေပြီးအချိန်ပိုင်းအလုပ်တွေနဲ့ပြင်းနေခဲ့ကများဆိုလက်ချင်ပါပဲအေးရပါတယ်။ကိုရှင်းကတော့ကိုပြဲတာဝန်ခံဆရာမဒီစီတည်သွားနေရာကိုသွားခဲ့ပြီးဒီစီရဲ့ယောက်ျားနဲ့တွေ့ကယောက်ျားဖြစ်သူကလည်းချေရတဲ့ဇနီးတည်သွားလို့ကိုရှင်းကိုရင်ပွင့်နေပြီးကိုရှင်းကလည်းဂယူဆိုင်နားဆောင်မင်းနေခဲ့ပါတယ်။ဂျင်းမန်နေ ေဂျာကားလည်းကာကာကိုခေါ်ပြီးလာစာတလာစာဘေးကဂျင်မန်နေဂျာအသည့်အဖြစ်ကာကာကိုလျာထားကြောင်းပြောတော့ကာကာလည်းပျော်သွားပြီးမန်နေဂျာဘေးရဲ့စာချုပ်မှာအမေးမဆမ်းမဲ့လက်မှတ်သွားထိုးခဲ့ကမန်နေဂျာကလည်းရှားထွေနာတွေကိုသတိမပေးနဲ့လို့ကာကာကိုမာလိုက်ပါတယ်ကာကာကတော့သူရတဲ့လက်စာချောင်းခံချောက်ပြပန်းနေပြီးအဆင်ပြေပြီးမလို့ခံချောက်ထက်ကွန်ညီစာမလို့တော့ဘူးလို့ပြောကကျေးဇူးတင်တယ်ကပြောပြီးထွက်သွားလိုက်ပါတယ်ဂျင်မန်နေဂျာကတော့ဝန်ထမ်းထွေနာတွေကိုအလုပ်ကျူးစားဖို့အာပေါ်ချွေနေပြီးအာပေါ်ချွေပြီးမှကာကာကိုတယောက်တည်းသွားတွေ့ကညနေကျရင်ဂျင်မန်ပိုးသက်မှမလို့တခြားမှအိပ်ဖို့ပြောလိုက်ပြီးရောင်းဝန်ထမ်းတွေကိုလက်စာရတဲ့အကြောင်းမပြောဖို့မာလိုက်ပါတယ်ဂျင်ကတော့ကိုကကာနဲ့တွေ့ခဲ့ပြီးကိုပြဲအကောင့်နဲ့ဆက်ဆံစာဝင်တဲ့နေ့ရက်ဒေ စီတီတဲ့နေမှာဆက်ဆက်မိသွားခဲ့ပါတယ်။ကိုရဲမရှိတော့ခံကျော်ကမီနာကိုကိုယ်တိုင်ကြက်ကြွကျွေးနေပြီ။ကာကာနဲ့ကိဆာဝါနားလျောက်ရှင်းပေးလိုက်ပြီးနှစ်ယောက်သားလည်းအဆင်ပြေသွားကလေမုတ်ကလာမုတ်ဂျုံမုတ်နေနဲ့ပြစ်ပေါက်တန်းဆောင်နေကြပါတယ်။ဒီလောက်စုံတော့တယောက်ကခေါ်တွေ့ကဒေစီတီတဲ့နေမှာခြွေလာရဲ့ဖုန်းနံပါတ်ကက်ချင်းနေကြောင်းပြောတော့ခြွေလာကဒေစီမတဲခင်သူ့စီဖုန်းဆက်ဖို့လောက်တာကြောင့်တက်တိမုံမုတ်ပဲလောက်ချမို့ဖြစ်ကြောင်းတွေးမိတော့ကတခြားစုံတော့ကတော့ခြွေလာကဒေစီတီဆောင်မှုမှာအမှုပတ်နေလို့ရှောင်ဖို့ပဲပြောလိုက်ပါတယ်။ကိုရဲကလည်းကိုပြန်းနဲ့ပတ်သက်တဲ့လက်လူစားတွေကိုစဉ်းစားနေပြီးဒေစီတီတုံးကကိုပြဲစီဝေဝင်လာပေမဲ့သူ့သားတွေတုံးကကိုပြဲအကောင့်နဲ့ငွေမလဲတာကြောင့်စဉ်းစားခက်နေပြီးခြွေလာပြောပုံရဆိုရင်ကိုပြဲမှာကြံရပါချိန် ေကြောင်းစဉ်းစားနေခဲ့ပါတယ်။ဒေဇီယာချားစီရွှေလာကသွားခဲ့ပြီးဒေဇီမတဲခင်စေယောင်အောင်ရန်အောင်နဲ့ဖုန်းနောက်ဆုံးပြောခဲ့ကြောင်းသိခဲ့ရပါတယ်။အရင်ကရွှေလာကိုခေါ်ခဲ့လိုက်ကပိုပြဲအကောင့်နဲ့ငွေတွေဝင်နေပြီးငွေဝင်ခဲ့တဲ့ရက်တွေကိုပြတော့ရွှေလာလည်းသူလန်လောထားတဲ့တပ်သေးနဲ့တိုက်ကြီးကပိုပြဲအကောင့်နဲ့ငွေဝင်နေနေတိုင်းလူတယောက်တည်ကြောင်းတည်သွားခဲ့ကပြဿနာပိုကြီးနေမှနှစ်ယောက်သားတည်သွားခဲ့ပါတယ်။ပိုပြဲကတော့တနည်းအောင်မောင်းလာခဲ့ပြီးရွှေလာကလည်းစေယောင်အောင်ရန်အောင်ကိုဖုန်းလန်းဆောက်ကတွေးဖို့ချိန်လိုက်ပါတယ်။ခံကြောလဲမီနာကိုကြက်ကြော်လို့ကြွေးပြီးတော့ကာကာခေါ်လာကြောင်းသွားကြည့်ချိန်ကငိုနေရာကြောင်းမေးကြည့်လိုက်တဲ့အခါရင်ခဲထဲမှာဂျင်းပစ္စည်းရဲ့မရှိပဲခံကားပါပိတ်သွားကြောင်းတည်လိုက်ရပါတယ်။ရွှေလာလည်းစေယောင်အောင်နဲ့တွေးနေတော့ဘယ်ရောက်လာမှမသိ ရဲ့ကိုပြက်ကရန်အောင်ဒါနဲ့ဝင်ထုံးမလို့လုံးနေရကြောင်းရွှေလာဝင်ကပေးလိုက်ကဘိုက်ကိုနှစ်ချက်လောက်ထိသွားပြီးနာကျင်နေခဲ့ပါတယ်အဲ့ဒီအချိန်ကိုရှင်ကရောက်လာပြီးကားနဲ့ထွက်ပြေးတော့မယ့်ကိုပြက်နောက်ကိုလိုက်နေခဲ့ရင် episode 8လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ